ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဒေါ်တင်တင်အောင်ပါဟုတ်ပြီအသက်က88နှစ်ပါဆရာကြီး88အရွယ်ကြီးပြီဟုတ်ကဲ့ဆရာကြီးရှင်တဲ့ပါကြီးငါကြီးလည်းမစားပါဘူးတဲ့ဟုတ်ပြီအိယာဝင်းတဲ့စားပြီးတိုင်းလေတဲ့ သွားတိုက်ပါတယ်တဲ့ဒါလည်းသိကောင်းတယ်ဆက်တိုက်ပါဟုတ်အစားလဲဆင်ကျင်ပါတယ်တဲ့ကောင်းတယ်ဗျာဒါပေမဲ့တဲ့အဲ့ရထားရင်တဲ့ပါဇက်တွေတဲ့ချွဲပြီးတော့တဲ့တရေတွေကြာနေလို့ပါတဲ့ဟုတ်ပြီစေကန်းလည်းမသွားနိုင်လို့ပါတဲ့ကျေးဇူးပြုပြီးဖြည့်ပေးပါရှင်ဟုတ်ပြီနာမည်ဘယ်လိုလဲဒေါက်တင်တင်အောင်ဒေါက်တင်တင်အောင်ရေယောဂကြီးကြီးမားမားမရှိပါဘူးဟုတ်ကဲ့ပါနော် ဗုဒ္ဓဏီတိုင်းပြောလို့ရှင်တော့အိုနာပါပဲဟုတ်ကဲ့ပါဆရာအိုနာဆိုတော့ဘယ်မှဆောင်းလို့မရပါဘူးဟုတ်ကဲ့ပါဆရာဇာတိဆိုတာမွေးပြီးရင်အိုမဲနာမဲမရဏဖြစ်မယ်ဟုတ်ကဲ့ပါဆရာငါဇာတိဇရာဖြာတိမရဏဒီလမ်းစဉ်ကဘယ်သူမှဆောင်းလို့မရဘူးအခုဖြည့်ပေးနေဆရာဥရောင်လည်းဆောင်းလို့မရဘူးဖျားရှင်တော်မှမဆောင်းဘူးဆောင်းမဆောင်းသွားနိုင်ဘူးဆောင်းဘူးเนาะဒီဖြည့်ရမှာပါအဲ့တော့အဲ့ဒီအတွက်အားမငယ်ပါနဲ့ အားမဲ့လှုပ်တဲ့နာလေးပြောခြင်းနဲ့ဟုတ်ကဲ့ဆရာနော်ခုနကသူအဓိကမေးတဲ့မေးခွန်းနှစ်ခုကြည့်တယ်ဟုတ်ကဲ့တစ်ချက်ကဘာလဲလဲအိယာထရင်ဗဇက်တွေချွဲပြီးတော့တရေတွေကြတယ်အဲဟုတ်ပြီအဲ့ဒီအတွက်ပြောခြင်းနဲ့နော်ဟုတ်ကဲ့ပါဆရာအဲ့တော့အိယာထလို့ရှိရင်ဗဇက်ချွဲပြီးတည်ကြတယ်ဆိုရင်အိယာထစားမှာနော်ကော်ဖီဂျမ်းလေးဟုတ်ကဲ့ဆရာကော်ဖီဂျမ်းနော်ကော်ဖီဂျမ်းစာနိုးစီတဲ့ကြားတွေမပါဘူးကော်ဖီဂျမ်းဆိုရည်တွေပြဟုတ်ကဲ့ဆရာတညင်းနဲ့ ကော်ဖီမုန်းနဲ့ဖြော်ထားတာလေးဟုတ်ကဲ့ပါဆရာကြီးနော်အထင်းနဲ့ကော်ဖီမုန်းနဲ့ဖြော်ထားတာလေးကိုနည်းနည်းလေးငုံလိုက်ပါဟုတ်ကဲ့ဆရာကြီးပထမငုံလိုက်နော်ငုံပြီးနှစ်ကြိမ်လောက်ထွေးထုတ်လိုက်အောင်ဟုတ်ကဲ့နောက်ကြရချင်းတောက်လိုက်ပါဟုတ်ကဲ့ပါဆရာ။အဲပါဇက်ရှင်းကနေထွက်သွားလိမ့်မယ်။ဟုတ်ကဲ့ပါဆရာ။ပါဇက်ရှင်းသွားတော့နောက်ထပ်နေလေနောက်ထပ်စားစရာတွေစားလို့ရှိရင်ပါဇက်ထဲမှာလည်းချွေးလေးမရှိတော့ဘူး။ပါဇက်လည်းတက်နေတယ်လို့ခံစားမယ်။ပါဇက်ရှင်းနေတာတွေ့လိမ့်မယ်။အဲ့လိုနေခြင်းအဖြစ်လွယ်လင်းတကူလေး ကျိုးရှိလာပါလိမ့်မယ်လို့ဆေးရက်ကုညီလန်းညွန်လိုက်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလို့အစာဝအနာကင်းဖျားရှင်းကြပါစေဗျာ